ဝေဒနာဘယ်နှမျိုးရှိတုံးလဲအဲ့ဒါမေးတယ်ဝေဒနာဘယ်နှမျိုးရှိတုံးလို့ဆိုဝေဒနာ၃မျိုးရှိတယ်တဲ့ဘာဝေဒနာတွေတုံးဆိုဒုက္ခဝေဒနာဒုက္ခဝေဒနာအတုခမဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုတာကိုရောစေရောချမ်းသာမှုအဆင်ပြေမှုဒုက္ခဝေဒနာဆိုတာကိုရောစေရောမချမ်းသာမှုအဆင်မပြေမှုအဒုက္ခမဒုက္ခဝေဒနာဆိုတာအဆင်ပြေတာလည်းမဟုတ်ဘူးအဆင်မပြေတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးချမ်းသာတာလည်းမဟုတ်ဘူးဆိုတဲ့ဝေဒနာ အဲ့ဒီဝေဒနာ၃မျိုးတဲ့နော်အဲ့ဒီလိုပြောပြီးတော့ဒုက္ခဝေဒနာဆိုတာဘာလဲတဲ့ဟောဒုက္ခဝေဒနာဆိုတာတဲ့ခန္ဓာကိုယ်မှာခန္ဓာကိုယ်မှာယုတ်ခန္ဓာမှာအစဉ်ပြေတာရယ်စိတ်ထဲမှာအစဉ်ပြေနေတာရယ်ဒါကိုဒုက္ခဝေဒနာလို့ခေါ်တယ်ဟုတ်ကဲ့နေရထိုင်ရခန္ဓာကိုယ်မှာယုတ်ခန္ဓာကိုယ်ကြီးမှာအစဉ်ပြေနေတယ်စိတ်ထဲမှာအစဉ်ပြေနေတယ်ဒါကိုဒုက္ခဝေဒနာခေါ်တာပဲ အတုဒုက္ခဝေဒနာဆိုတာဘာလို့ရုပ်မှာနန္တရားခန္ဓာကိုယ်ပေါ်မှာစိတ်ထဲမှာအဆင်မပြေဖြစ်နေတာတင်းကြပ်နေတာခံစားနေရတာဒုက္ခဝေဒနာအရုခမတုခဝေဒနာဆိုတာအဲ့လိုခန္ဓာကိုယ်ပေါ်မှာရောစိတ်မှာရောကာယဝေကာယစိတ်တပေါ်မှာအဆင်ပြေတာလည်းမဟုတ်ဘူးအဆင်မပြေတာလည်းမဟုတ်ဘူးလို့တခုစီရှင်းလင်းပြီးတော့ဖြေလိုက်တော့သူကျေနပ်သွားတယ်အဲ့ဒီအဖြေကိုလည်းအဲ့ဒီမှာ ဒုက္ခဝေဒနာထပ်ပြီးတော့မေးတယ်ဒုက္ခဝေဒနာဟာဘယ်အခါမှဒုက္ခဖြစ်ပြီးဘယ်အခါမှဒုက္ခဖြစ်တုံးတဲ့ကြီးနော်ဒုက္ခဝေဒနာပါလို့ဆိုမှဘယ်အခါမှဒုက္ခဖြစ်ပြီးဘယ်အခါမှဒုက္ခဖြစ်တုံးဆိုတဲ့မေကွန်မေးထားတာနော်အဲ့ဒီမှာဒုက္ခဝေဒနာဆိုတာတဲ့ထိတိဒုက္ခသူရှိနေတဲ့အချိန်မှာချမ်းသာတယ်တဲ့ ဝိပရိနာမဒုက္ခသူပြောက်သွားပြီပြောင်းလဲသွားပြီဆိုဆင်းရဲတယ်ဟုတ်တာပေါ့နော်လူတယောက်ပြောနေတဲ့အချိန်လေးပဲချမ်းသာတယ်လို့ပြောတာလေအဲ့ဒီပျော်ရွှင်မှုလေးပျက်စီးသွားတယ်ပျောက်သွားရင်ချမ်းသာပါအောင်မလားမချမ်းသာဘူးအဲ့ဒါကြောင့်မလို့ဒုက္ခဝေဒနာဆိုတာထိတိဒုက္ခရှိနေတုန်းချမ်းသာတယ်ပျောက်သွားလို့ရှိရင်ဆင်းရဲတယ်ဒုက္ခဖြစ်သွားတယ်ပေါ့ဒါဖြင့်ဒုက္ခဝေဒနာကရော ချမ်းသာတယ်ဆိုတာပါလဲဆင်းရဲတယ်ဆိုတာလည်းပါတယ်ဒုက္ခဝေဒနာမှာလည်းပဲချမ်းသာတာရှိသေးတယ်ဘယ်လိုရှိတာတော့ဆိုဒုက္ခဝေဒနာသည်ရှိနေတုံးတော့ဒုက္ခဒုက္ခဝေဒနာပျောက်သွားပြီဆိုရင်ချမ်းသာမရဘူးလားဆိုပါစို့သွားကြိုက်တယ်ဆိုကြိုက်နေတဲ့အချိန်မှာဒုက္ခပဲဆေးလေးစားလိုက်လို့အဲ့ဒီကြိုက်နေတာလေးပျောက်သွားရင်ဒုက္ခဖြစ်သွားတာအဲ့ဒီသဘောကိုပြောတာနော် နာဥပိ္ခာဝေဒနာယောတဲ့ဘယ်လိုလဲလို့ဥပိ္ခာဝေဒနာကြတော့သိလို့ရှိရင်ချမ်းသာတယ်တဲ့မသိလို့ရှိရင်ဆင်းရဲတယ်ဒီအဖြစ်မျိုးပြောတာညာနာဒုက္ခအညာနာဒုက္ခဥပိ္ခာဝေဒနာဆိုတာလူကသိခဲ့တယ်သိနိုင်ခဲ့တယ်အနုမာနညာနဲ့သာသိရတာချမ်းသာတာနဲ့ဆင်းရဲတာနှမျိုးသာသိတယ်ထိုချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်ဘူးဈာခံစားမှုဆိုတာက ်တတိမထားရင်လောဘသိနိုင်တဲ့အစားမရှိဘူးဒါကြောင့်မို့သိရင်ချမ်းသာတယ်မသိလို့ရှိရင်မချမ်းသာဘူးလို့ဒီလိုဖြေလိုက်တယ်နော်သိမှချမ်းသာတယ်